MSP ကျွန်တော်တို့ကအဘအုံမစေးရဲ့မျိုးဆက်ဖြစ်တဲ့မွန်ပြည်နယ်မင်းသားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ခြေလို့တွေကတယ်ပလင်းတွေကတယ်အဲ့လိုပကံတွေလှည့်တဲ့ကျိုးထန်းတွေကတဲ့အချိန်မှာကျွန်တော်တို့ကမင်းသားနဲ့မတူတော့ဘူး။ဘာလို့လဲဆိုတော့စက်ကမင်းသားလို့တို့ဘာလို့ဖြစ်တာ။အမှန်တမ်းပြောမယ်ဆိုရင်မြမယဉ်ကျေးမှုဆိုတာအဲအကုန်လုံးခေါင်းကခြေလက်နဲ့အိန္ဒိယကလည်းမြမယဉ်ကျေးမှုကလည်းတွဲပကလို့ရတာပဲ။နောက်တိုင်းယဉ်ကျေးမှုကလည်းမြမယဉ်ကျေးမှုကလည်းတွဲကလို့ရတယ်။ စ်ပြေးတဲ့လျှို့ဝဲယရနာ more and more မှာရှားဖွေးပါ MSB ဒီနေ့ပွဲကတော့အထူးစီစဉ်နေတဲ့ကျွန်တော်တို့ကတော့တပင်ရုပ်ရှင်ဂီတာပါเนาะကျွန်တော်တို့သုံးမျိုးပေါင်းဆက်ပြီးတော့ကျွန်တော်တို့မင်းသားတွေနဲ့အကုန်ပြည့်ပြည့်ရှိရင်နဲ့ကပြ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 မဲ့ပွဲတော်ကြီးဖြစ်ပါလေ။အာအထူးပြောစရင်လည်းတော့ကျွန်တော်တို့ကဆိုဆိုရှိုင်းတက်ကိုပေါ့เนาะကျွန်တော်တို့တွေအခုကျွန်တော်မောက်ဖူးချစ်ပေါ့ ကျွန်တော်ကသူ့ကိုအကနေလည်းတင်ပေးတယ်နောက်ပြီးတော့လည်းသူကညီကိုလိုဖြစ်နေတယ်တောက်လျှောက်ရိုက်ကူရေးမှာလည်းသူ့ကိုဖြောပြင်းမှုကိုကျွန်တော်တင်ပေးတယ်နောက်ပြီးတော့လည်းသူကလည်းကျွန်တော်လည်းတအားခင်နေချစ်တယ်အကြောင်းတွေတွေးပြီးတော့ဒီပွဲမှာကျွန်တော်ကျွန်တော်ကိုဖြစ်တဲ့ကိုဇန်ဟင်းလို့ရောနောက်တကဆမ်းမင်းအောင်လို့ဘုံလို့အခုလိုပေါက်ဆက်ပြီးတော့ဒီမှာနှစ်ပါးသွားမှာဘယ်လိုဒီကပြမယ်ဆိုတော့ပိတ်သက်များကိုအမြင်ဆန်းအောင်လို့ကျွန်တော်ကပြမယ်နောက်ပြီးတော့ကျွန်တော်ကလည်းဒီမှာကျွန်တော်အဖအုံမစရဲ့မြည်ဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာအကအဆန်းလေးတွေလက်ကမှုရှိပါတယ် ုတ်ကဲ့ပါ။ကျော်ကျော်။အဲကြောင့်မို့လေအဲ line ပေါ်မှာဆုရှုမေးနေကြလားရှိပါလေ။ကျွန်တော်ဗကံကတွေနဲ့ကနေတဲ့မိန်းမတွေရောဘာလို့ကမလဲဘယ်လိုတွေတင်ဆက်မလို့မေးနေကြလဲ။ကျွန်တော်ဒီကမှာဒီမှာကျွန်တော်နမူနာအနေနဲ့ကပြမှုရှိပါလေ။တပင်ကိုကျွန်တော်တို့အခုဆိုရင်အနုပညာသမားတွေတော်တော်လေးကွယ်ပြောင်းမှုတော့ရှိတယ်။ဘာဖြစ်လို့ဆိုတော့ဆုဒီအခုလိုဖြစ်ပြနေတဲ့မူတည်ပြီးတော့လူတွေကလည်းเนาะတထောက်တနေရလေးပြန်သွားလေနောက်ပြီးတော့လေငွေကြေးပေါ်မှာခက်ခဲတွေဖြစ်ပြီးတော့အနုပညာမလုပ်တာတွေလည်းအများကြီးရှိပါလေ ဒါကြောင့်မို့လဲအခုကျွန်တော်ကြတော့လဲဘာဖြစ်လို့အနုပညာယူသလုံအကြီးလို့ဒီဒီလမ်းကိုရှောက်မယ်လို့ဆုံးဖြတ်ထားတဲ့အတွက်ယူမှတ်ခံပြီးတော့လဲအခုချိန်ဒီကိုရှောက်နေတာအမှန်ပဲပါဟိုတော့ဖူးချစ်ဆိုတော့ကျွန်တော်2000နဲ့ ကျွန်တော်ဟောပေါ့နော်15 16တော့ကကျွန်တော်ဇက်ထောင်ခဲ့တော့ဆိုရင်ရန်ကုန်မှာဆိုရင်အဲ့လိုပဲအဲပိဋကတ်တွေကနေတနေ့တကြီးကိုလိုက်ခဲ့တယ်အားပေးတယ်မန္တလေးဆိုမန္တလေးပေါ့မုံရဆိုမုံရအဝေးတွေကြီးလိုက်အားပေးတယ်ကျွန်တော်အောက်မြန်မာပြည်ကရင်အောက်မြန်မာပြည်စီလိုက်အားပေးတာအခုဆိုကျွန်တော်ရန်ကုန်မှာရက်တည်တာဆိုတော့အခုဆို၃နှစ်ပဲရှိသေးတယ်ပြန်ပြီးတော့နော်ပြန်ရောက်လာတာပါအဲကြောင့်မို့ပြန်ရက်တည်တဲ့အချိန်မှာလည်းကျွန်တော်ထောက်မှတ်ပေးကြတယ်ကျွန်တော်တို့စိတ်မဟာမိသားစုပေါ့နော်စိတ်မဟာမိသားစုမဗတ္တမြားခေခိုင်လို့နော်အမေနီနီလို့ကိုကြည်သီးလို့ပေါ့နော် အဲ့ဒါမှလည်းအကုန်လုံးကကျွန်တော်ပတ်မိုးပြီးတော့ကိုဆိုင်လို့အစသင်ကြားမှုနဲ့ကျွန်တော်ပြန်ရောက်ရှိတူလာတာပါအခုပြောလေဗျကျွန်တော်တို့အခုရွှေရှင်တပင်ဂီတဆိုပြီးပေါင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့ဖြောပြမဲ့အခလေးကအမြင်ဆမ်းမဲ့အခပါလေဗျကျွန်တော်ခလုံးကစိတ်မဟာမနမကြီးခဲ့တဲ့ပရိခေယပေါ့နော်ကျွန်တော်တို့အဲကလားကလေးအဲ့လာလေးတို့ကျွန်တော်မင်းသားတွေကိုပေါင်းပြီးတော့အဲဇော်သားတဲ့ကိုကျွန်တော်တို့ဦးစားပေးပြီးတော့ပေါ့နော်ကျွန်တော်တင်ပေးထားတယ်အဲကလေးတို့ကျွန်တော်ဖြောပြမှုရှိတယ်ဗျမပြောနဲ့ तू ကလည်းဘာလို့လဲဆိုတော့ပြိုလိုက်တာလားမပြောနဲ့ तू ကလည်းပူး ါတို့အမှုပညာကိုယူသွတ်တယ်သူလည်းပါတယ်အဲ့တော့အခုလို့ကျွန်တော်ကမယ်ကျွန်တော်မရရောက်ကမယ်ကျွန်တော်ကြိုးစားမယ်အဲ့လိုပြင်ကိုနှစ်ပါးသောပါသူဝင်ကမှာအဲနှစ်ပါးသောပါကမယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းတိုင်းရင်လေသူကြိုးစားတယ်သူကလည်းကြိုးစားတယ်ဗျအခုချိန်ထိကိုသူအခုကကျင့်နေတော့အကကျင့်လို့အခုဒါဟုတ်လားအခုဒီလိုကရင်မှန်လားလှတယ်လားသူကလားဘလူကကကိုလှနေတဲ့အတွက်လှတယ်လို့ပြောနေရတယ် ဟောဘယ်လိုပြောမလဲဆိုတော့သူ့အသင်မိတာကျွန်တော်တယောက်လည်းမဟုတ်ကိုစံကြီးကစပါတယ်အကုန်လုံးကဝိုင်းပန့်ပို့တာဗောနော်ကျွန်တော်ကလည်းပန့်ပို့တယ်ကိုစံကြီးကလည်းပန့်ပို့တယ်တော့ကိုစမ်းမင်းအောင်လို့အကုန်လုံးကဝိုင်းပန့်ပို့ကြတော့သူကလည်းတစ်ခေစ조사တာသူများတွေနားပြီမဲ့သူမနားဘူးသူစ조사နေတာအဲ့ဒါလေးကိုကျွန်တော်ပြည်သိဖြစ်တယ်အနုပညာဆိုတာယူတော့မအောင်မြင်တာလေသူကလည်းရုပ်ရှင်မှလည်း조사တယ်လို့အခု တပင်မှာလဲလာကျိုးစားတာအဲ့လားကြီးကျွန်တော်တို့လန်လန်ကျိုးစားလို့လူအချင်းပြောင်းလုံးလိုက်ရဆိုတော့အသက်ဆန်းတော့ပုံစံလေးထွက်လာမှာပါဘာလို့ဆိုတော့ဟိုတော့ဆိုအဲ့နေရာကိုကိုကျော်ကျော်ဘိုးလို့ကခဲ့ဘူးတာဟုတ်အခုဟာကအဲအခုခေတ်မင်းသားပေါ့နော်ဆိုဆိုက်တီကသူကကပြမယ်ဆိုတော့သူ့ဟာနေနဲ့သူ့ဟန်နေနဲ့တော့သူလှတယ်ဗျကျွန်တော်မနေ့ကတော့ကျင့်လိုက်တဲ့အချိန်မှာသူကလာတည်းရချစ်စရာလဲကောင်းတယ်အကျွန်တော်တို့အနောက်ဝိုက်ပတ်ပူကြတယ်မင်းသားတွေအကုန်လုံးအနောက်ဝိုက်ပတ်ပူဝိုင်းကကြတယ်အဲ့အချိန်မှာသူကလာတည်းကသူ့မူလီနဲ့သူအေးသနာပုံနဲ့နှစ်ယောက်ပေါင်းပြီးတော့ကမှာအဲ့အဲ့လာကြောင့် အဲပိတ်သက်တွေအခုကြည့်ရမှာ live ပေါ်မှာလည်းကြည့်ရတော်တော်သေးပြီမှာလည်းကြည့်ရမှာအစမ်းလေးတွေမြင်ရမှာပါမြင်စမ်းပေါ့ဟာတော်တော်ကြိုးစားလေခုနအထီကိုကကျင့်နေတော့ကလကောက်ညီလေးနားတော့ဆိုတော့ရတယ်ကိုချိုးရလဲသူကနမိတ်ကလည်းလူထားတာအဲ့လောက်ရောရောက်ကနေလာအဲ့လောက်တွေကိုကျွန်တော်ကလေးစားရတယ်ဘာလို့ဆိုတော့ကျွန်တော်လည်းသူ့ရွယ်တော့ဆိုတော်တော်ကြိုးစားခဲ့တာဒါပေမဲ့အဲဘယ်လိုကြိုးစားမှုကလည်း ရောက်နေတာတော့ရောက်ခဲ့တာပေါ့နော်ဒါပေမဲ့အခုအချိန်မှာပြန်ပြီးတော့ဒုတိယတစ်ခေါက်ကျွန်တော်လည်းပြန်စူးစမ်းနေတာသူ့လိုပဲဟုတ်ကဲ့အကားတစ်ခုတီထွန်တဲ့နေရာမှာစနစ်တကျမှုရဲ့အဲနောက်ကောင်းကားချီလက်တော့ကျွန်တော်တို့အနုပညာမှာဆိုကောင်းကားချီလက်ဒုတိယရေပေါ့မျက်နှာအဆဟန်ပန်မူရာအဆုံးပေါ့နော်အဲ့ဒါတွေကိုအဲလေ့ကျင့်တဲ့နေရာမှာအရေးကြီးဆုံးပဲဗျတခုခုမာရင်မှုရှိွားရင်ထောက်ပြမဲ့လူတွေကများတယ်ဗျအဲကြောင့်မို့ကိုယ်လည်းတတိထားပြီးတော့လုံနေတာပဲဗျဒါပေမဲ့မာရင်မှုဆိုတာလူတိုင်းမကင်းပါဘူးဗျကျွန်တော်ဆိုရင်ပြောခံတည်တယ်အများကြီးပဲ မင်းကကတာလဲမင်းနာလားစက်ကလားအမှုပညာလားဆိုကျွန်တော်ပြောခဲ့ခဏခဏဘာလို့လဲဆိုတော့ကျွန်တော်တို့ကကခဲ့တူပဲကျွန်တော်တို့က အဘအုံမစေးရဲ့မျိုးဆက်ဖြစ်တဲ့မွန်ပြည်နယ်မင်းသားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ခြေလူတွေကတယ်ပလင်းတွေကတယ်အဲ့လိုပကံတွေလှည့်တဲ့ကျိုးထန်းတွေကတဲ့အချိန်မှာကျွန်တော်တို့ကမင်းသားနဲ့မတူတော့ဘူး။ဘာလို့လဲဆိုတော့စကမင်းသားလို့တို့ဘာလို့ဖြစ်တာ။အမှန်တမ်းပြောမယ်ဆိုရင်မြမယဉ်ကျေးမှုဆိုတာအဲအကုန်လုံးခေါင်းကခြေလက်နဲ့အိန္ဒိယကလည်းမြမယဉ်ကျေးမှုကလည်းတွဲပကလို့ရတာပဲ။နောက်တိုင်းယဉ်ကျေးမှုကလည်းမြမယဉ်ကျေးမှုကလည်းတွဲကလို့ရတယ်။ဒါကယဉ်ကျေးမှုနဲ့ဖလှယ်တာပေါ့နော်။အဲ့ဒါထွင်ကတာကျွန်တော်တို့ကအဲ့ဒါကျွန်တော်ကိုကျွန်တော်တို့ယဉ်ကျေးမှုလို့ပဲထင်တာပေါ့နော်။အဲ့ဒါသူများတွေကတော့ပြောကြတာပေါ့။ဒါကိုလည်းကျွန်တော်တို့ဘွင်မီပါဘူးဗျာ။ ဟုတ်ကဲ့စန္တိတိထွင်လာပါခင်ဗျတကယ်ယဉ်ကျေးမှုကြောင့်လောမဟုတ်ပါဘူးเนาะအဲ့တော့ကျွန်တော်တို့ကလည်းကိုတက်တဲ့ကိုအမှုပညာလေးနဲ့ကိုကဖြောပြရတဲ့အတွက်ကျွန်တော်ပီးသီးဖြစ်တယ်အဲ့လို့ဆိုတော့အဝပိဒတ်ကအမြင်လေးစမ်းသွားတော့ဟာဟုတ်တယ်ကောင်းလိုက်လားတမျိုးလေးစမ်းလိုက်တာတမျိုးကြည့်ကောင်းလိုက်တာအဲ့လိုလိုပြောလိုက်တော့ယဉ်နဲ့အေးသွားတယ်ခင်ဗျဟုတ်တယ်ဟုတ်တယ်ကျွန်တော်ဘောမှာကျွန်တော်ပကံလေးကိုလှည့်တာလေးလက်လက်ဒီနဲ့ကစားတာဒီမြီးဒီကစားတာဒီအဲ့ဒါဟုတ်ကဲ့ ။အော်မြေပြင်မှာတော့စကားကျွန်တော်ဟိုတလုံးလောက်ဆိုရင်ပလိုက်တာလို့တော့ဆိုရင်အဲလမ်းဘေးမှာတီကိုကျွန်တော်ကိုယ်တိုင်ကပြဖြုတ်ပြခဲ့တယ်ဖူးချေဆိုပြီးတော့မရှက်မကြောက်နဲ့လीအဲ့တော့ကလည်းလူတွေကအဲ့လိုပဲကျွန်တော်အင်တာဗျူးတို့လာပြောတော့ကျွန်တော်ဘာဖြစ်လို့ဆိုတော့ပရိုက်တာလုပ်တဲ့အတွက်ကျွန်တော်မရှိမကြောက်နဲ့လုပ်ရတယ်၊ကင်ရတယ်၊စင်ပေါ်မှာကြောက်လို့လည်းကတာပဲ။အောက်မှာဆိုလည်းကတာပဲ။ဘာဖြစ်လို့ဆိုတော့အမှုပညာမှာယူသူချင်းဟာအောင်းနိုင်ချင်းပဲလေ။နောက်ပြီးတော့ကျွန်တော်အောင်မြင်ချင်လို့လည်းမဟုတ်ဘူး။ဘာဖြစ်လို့လဲကျွန်တော်တက်တဲ့အမှုပညာကိုပိတ်သက်ကိုချပြလိုက်ရင်အာပိတ်သက်ကခံစားမှုတစ်ခုရသွားရဲဆိုကျင်းလက်ပြ။ဟုတ်ကဲ့။ အဲ့ဒီစိတ်တက်နဲ့အဲ့လိုအကောက်ကိုဒါဘလောက်ရောဝေဖန်ခဲ့လဲခုနပြောအများကြီးတော်တော်များတော်တော်များနိမ့်နေတာကြီးဝေဖန်ခဲ့အာတော်တော်နိမ့်နေတာလေဆိုတာဒီလိုပါဆိုကြတော့ချီးမွမ်းတာလည်းများပါလေကဲ့ရတာလည်းအချို့တော့ပဲပါပါလေအဘိုးဆိုတော့အမြင်နဲ့မှာသူတို့အမြင်နဲ့မှာမြမရည်ချင်းပေါ့မြမလိုပဲကတာပဲတွေ့ဘူးလားလေဒီလိုလေးတွေကလိုက်တော့ဟုတ်ပါမလားဒါဖြစ်နိုင်ပါမလားဟာဒါမလုတ်တင်ဘူးပေါ့လားမြမရည်ချင်းကိုဖျက်ဆီးတာဆိုတော့ပါလေမဟုတ်ပါဘူးကျွန်တော်တို့လည်းကျွန်တော်တို့တက်တဲ့အမှုပညာလေးနဲ့ဖလှယ်ပြီးတော့လုတ်ပြကပြတာပါ အာအဲ့လာကြီးကိုအစိုးကြတော့အဲ့လိုကြီးပြောလာကြတော့ကျွန်တော်စိတ်တော့မကောင်းဘူးဒါပေမဲ့ဝင်မယူပါဘူးခင်ဗျာဟုတ်ကဲ့ဒါလည်းမြမရင်ကျင်းမှုတွေပါလဲပါတာပါပါလေခင်ဗျာဟုတ်ပါတယ်ဘယ်လိုရဲဆိုတော့အောက်ကပရိသတ်ကတယ်အပေါ်ကလက်နဲ့ကတခါကျွန်တော်တပင်စနားမှာကပူတယ်ကျွန်တော်တပင်စနားပြန်ခဲ့တယ်ရေလေအဲ့တော့ကလို့ကလည်းအဲ့လိုပဲအောက်မှာရေးထားကြတာအများကြီးပဲဘာဖြစ်လို့ကျွန်တော်ကအပေါ်ကပကံကြီးလှည့်ပြီးအောက်က dance ကနေကဒါဆက်ကလာဆိုတော့တောင်းမေးကြတယ်နောက်ပြီးတော့လေမြမရင်ကျင်းမှုအပေါ်ကမြန်မာလိုကပြီးတော့အောက်ကကျွန်တော် dance ကတော့လည်းတခါပြောပြန်အောင် ပြောလို့ရတယ်ဘာမှမဖြစ်ဘူးလေအရေးကြီးတာကကိုလုတ်တဲ့လှုပ်ဆောင်ချက်မှာသူများတွေကအာဒါလေးအမြင်ဆန်းသွားတယ်ဟာတဘောတဘောကြလဲအပြင်းမှန်းခံတယ်ဆိုပြီးပြောရတာကိုယင်တယ်မှာအေးတယ်ဗျအဲ့လားလေကျင်တတ်တယ်ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့နာမည်ကြီးစုံလို့ထိုးပေါက်တယ်တော့မဟုတ်ပါဘူးကျွန်တော်ဘောကမှာဒါတကိုတက်တဲ့အမှုပညာကိုချပြခြင်းတာပါအဲ့ချပြတဲ့အချိန်မှာအပိဒကအတိမပြုတ်သွားရင်ကျင်တတ်ပါဘူး ဟုတ်ကဲ့ဟာပူကြီးကတကယ်ဒီလိုလုပ်ရတယ်တကယ်ကိုနှစ်ဖက်ကချွေးချိန်မကြောက်ကြိုးစားသွားတယ်လို့ပြောပြင်ကျွန်တော်တွေ့တဲ့ဒါအောင်နိုင်ရေးတစ်ခုပဲဗျာဒီနေ့ကအခါကြီးအရက်ကြီးမှာကျွန်တော်တို့ပြောပြင်မှုကအတိုင်းတက်လုံပိတ်သက်ရင်လည်းရောက်မယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်တို့ကတပင်ရုပ်ရှင်ဂီတကဘလူတွေပေါင်းစပ်ပြီးဘလူတွေဖြောပြည်တဲ့ဆိုတာပိတ်သက်များတော့မြင်ရဖြစ်ပြီးမြင်ရမှာပါ နောက်ပြီးတော့ကျွန်တော်တို့ကလူငယ်လေးတွေအခုဖွဲ့စည်းထားပြီးတော့စ조사ထားတဲ့ဟာကကျွန်တော်တို့မတ်ပန်များလို့အကုန်လုံးဦးစီးထားတာပေါ့နော်တကယ်ကိုပင်ပန်းကြီးစွာနဲ့ကျွန်တော်တို့တွေပွဲမဖြစ်ခင်တည်းကကျွန်တော်တို့ပြင်ဆင်နေတာမနေ့ကဆိုလည်းကျွန်တော်တို့ဟာဆယ်လာလို့ယူနေကျွန်တော်တို့တွေအကုန်လုံးကစုစည်းနဲ့ညဆိုရင်12နိုင်လောက်မှပြန်သွားကြတယ်အဲ့လောက်တိလုပ်ပြီး조사နေတာအဲ့ဒါကြောင့်မို့အားပေးပါဦးလို့ပြောချင်နေတယ်ဒီကိုချိုပါလိမ့်ခင်ဗျာကျေးဇူးတင်ပါဟုတ်ကဲ့ပါမြန်မာစတာပစာ